င်းစံရုံကွယ်လွန်ပြီးနောက်ထွက်ပေါ်လာတဲ့သတင်းတွေကိုအခုချိန်ထိဖြည့်ရှင်းမှုမရှိသေးတဲ့မင်းသားခင်ဆိုဟွန်းပရိသတ်များလုံးမမင်္ဂလာပါရှင့် Celebrity MM ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။တကယ်ပါလုံးမှာနာမည်ပြတ်အရှုပ်ရှင်သတင်းများစွာပေါ်ထွက်နေပေမယ့်အခုချိန်ထိပြန်လည်ဖြည့်ရှင်းခြင်းမရှိဘဲနှုတ်ပိတ်နေကြတာကတော့မင်းသားကင်ဆိုဟျုံပဲဖြစ်ပါရစေ။တန်ကိုရီးယားရဲ့နာမည်အကျော်ကြားဆုံးနဲ့အနုပညာရှင်အမြင့်မားဆုံးထိတ်တန့်မင်းသားကင်ဆိုယွန်းက လက်ရှိမှာတော့ပြဿနာမျိုးစုံနဲ့ရင်ဆိုင်နေရပါတယ်။ဒါကလည်းကိုစိုက်ပြိုးခဲ့တဲ့အသည်အနှံကိုပြန်ရိတ်သိမ်းရတာပဲဖြစ်ပြီးတော့အမန်တရားကဖုံးကွယ်လို့မရတာကြောင့်ပေါ်ထွက်လာခဲ့ပါတယ်။ဒီကနေ့နှစ်ပိုင်းတွေမှာပေါ်ထွက်ခဲ့တဲ့မင်းသားခင်ဆွေရုံးနဲ့မင်းသမီးလေးခင်ဆယ်ရုံးတို့ချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုတဲ့သတင်းကအမှန်တကယ်ပဲဖြစ်ပါတယ်။မင်းသမီးကမင်းသားနဲ့ပုံလေးတစ်ပုံတင်ခဲ့တဲ့ချိန်မှာတော့မင်းသားဘက်ကဘာမှမသိပါဘူး။မဟုတ်ပါဘူးလို့ညင်းဆိုခဲ့တဲ့အတွက်မင်းသမီးအနေနဲ့တကဘာလုံးကပြည်သက်တွေရဲ့ဆဲဆိုမှုတွေကိုခံခဲ့ရပြီးတော့ ဝမ်းနည်းအားငယ်ခဲ့ရရှာပါတယ်။အဲ့ဒီအချိန်မှာမင်းသမီးကရင်မတော်တဆမှုကြောင့်ရော့ကျင်းငွေတွေပေးနေရတာဖြစ်ပြီးတော့အနုပညာအလုပ်တွေလည်းမလုပ်ရပဲအားငယ်နေခဲ့ပါတယ်။ coffee ဆိုင်မှာစပွဲတို့မှလည်းအပြည့်ဝင်လုပ်နေရင်းနဲ့တက်နိုင်သမျှရက်တီဖို့စူးစမ်းနေတဲ့အချိန်မှာမတွဲခဲ့ပါဘူးလို့ညင်းဆိုခဲ့ပေမဲ့လည်းတကယ်တမ်းတွဲနေခဲ့တဲ့ရေးစားဟောင်းဖြစ်သူမေနာခင်ဆွန်ယွန်းကအကျွေးတွေအတင်းတောင်းခဲ့ပါတယ်။ မင်းသမီးရင်မတော်တဆမှုဖြစ်တော့ကသူစိုက်ပေးခဲ့တဲ့ဝန်တန်းခွန်ရကိုချက်ချင်းပြန်ပေးရင်ပေးမပေးရင်တရားစွဲမယ်ဆိုပြီးတော့ချင်းချောက်စာတွေပါပို့နေခဲ့ပါတယ်။ဒီအခါမှာမင်းသမီးကလည်းတက်နိုင်တဲ့များပြန်ဆက်ပါမယ်ဆိုပြီးတောင်းမှန်စာတွေပို့ကအချိန်ပေးဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မင်းသားကအဖတ်တောင်းမလုပ်ခဲ့ပါဘူး။ဘလို့မှတောင်းမှန်လို့မရတဲ့အစုံမင်းသမီးလည်းစိတ်ပြတ်ဝမ်းနဲ့အားငယ်ခဲ့ရှာပြီးတော့ဝေဖန်တဲ့တွေကိုလည်းမခံစားနိုင်တော့အောင်ကြောင့်မင်းသားရဲ့မွေးနေ့မှာပဲကိုဘသားကိုအဆုံးစီရင်လိုက်ပါတယ်။ထူးဆန်းစွာနဲ့မင်းသားရဲ့မွေးနေ့မှာကွယ်လွန် င်သွားခဲ့တဲ့အတွက်မတင်ငါစရာတွေများလာခဲ့ပြီးတော့စုံစမ်းလိုက်တဲ့အခါမှာအခုလိုမျိုးမင်းသားရဲ့မကောင်းတဲ့လုပ်ရက်တွေကိုသိလိုက်ရပါတယ်။တကယ်တော့မင်းသားကမင်းသမီးလေးအသက်15နှစ်မှကတည်းကတွဲခဲ့တာဖြစ်ပြီးတော့စစ်သူတပ်တန်း6နှစ်ကျော်တောင်မှကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ ဒါကိုမင်းသမီးခက်ခဲနဲ့ကြုံတွေ့နေရတဲ့ချိန်မှာသူပါရောပြီးတော့နာမည်ပြတ်မှာဆိုတဲ့အတွက်ငင်းပယ်ခဲ့ပါတယ်။ဒါတဲ့မကအသက်မပြည့်သေးတဲ့ကောင်မလေးကိုတွဲခဲ့တယ်ဆိုပြီးတော့ဝေဖန်မခံချင်တာကြောင့်ရှောင်ပြေးနေခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ချစ်သူရေစာကိစ္စဆိုပေမဲ့အနုပညာကြီးအမြင့်ဆုံးချမ်းသာဆုံးမင်းသားတလက်ကသူ့အတွက်ပတ်စံလဲမလိုအပ်ပါပဲနဲ့မင်းသမီးစီကအကျွေးအတင်းတောင်းနေတာကတော့တကယ့်ကိုမှရုပ်ပေါက်လွန်ပါတယ်။ မင်းသမီးကလည်းတတ်နိုင်သမျှအိမ်တွေကားတွေပါရောင်းပြီးတော့ပြန်ဆက်ခဲ့ပေမဲ့ချက်ချင်းပြန်မဆက်ရင်တရားစွဲမယ်ဆိုပြီးတော့ဖိအားတွေပေးနေကြရပါမင်းသမီးနဲ့ခင်မရင်းနှီးတဲ့နာမည်ကျော်မင်းသားတလက်ကကိုစားအကျွေးဆက်ပေးမယ်လို့ညှိနှိုင်းခဲ့တဲ့အခါမှာလည်းလက်မခံခဲ့ဘူးလို့သိရပါတယ်ဒီအကြောင်းတွေအပြင်မင်းသားနဲ့မင်းသမီးချစ်သူဖြစ်ခဲ့တဲ့ဓာတ်ပုံတက်တေတွေနဲ့မင်းသားကိုယ်တိုင်ရေးထားတဲ့ရေးစားစာလေးတွေလည်းပေါ်ထွက်လာခဲ့ပါတယ်ဒီအချိန်ထိတောင်မှမင်းသားခင်ဆွေယွန်းဘက်ကနေအေဂျင်စီကနေတစင်ညှင်းဆန်ခိုင်းဆဲဖြစ်ပြီးတော့ကိုယ်တိုင်ထွက်ပြီးတော့ဖြည့်ရှင်းမလာခဲ့သေးပါဘူး ဘူးဘူးတလုံးဆောင်အိုတောင်မစင်းရဲဘူးဆိုတဲ့စကားကို လက်ကင်ထားသလားတော့မသိပါဘူးဘာမှမလုပ်ခဲ့ပါဘူးလို့ပဲအေဂျင်စီကအထုတ်ပြန်နေခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်တီးကြတဲ့တက်တွေတွေပေါ်ထွက်ခဲ့ပြီဖြစ်တာကြောင့်မင်းသားကတော့အတော်လေးနာမည်ပြတ်နေပြီးတော့ကိုနဲ့ထိုက်တဲ့အဖြစ်တန်ကိုခံရတော့မှဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောဒီကိစ္စတွေပေါ်မှာဘလို့မျိုးထင်မြင်မိပါသလဲရှင်အစောနေ့ကြီးရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်